မင်္ဂလာပါကျွန်တော်တို့ new future youtube channel ကနေကြိုးစိုးပါတယ်တက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 ်ပြောတဲ့နေရာမှာကျွန်တော်တို့လက်ရှိနိုင်ငံဖြစ်ပျက်နေတဲ့အရာတွေကိုတက်တက်တွေးပြီးတော့တက်တက်ပြောသလိုပဲမြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့နာမည်ကြီးထင်ပေါ်တဲ့လူတစ်ယောက်ကစကားတစ်ခွန်းပြောလိုက်ရင်ထင်ရောင်ထင်မှားဖြစ်နေတဲ့အရာတွေရှိတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့ကတစ်ခါလေ့ကျရင်ဥပမာကျွန်တော်မင်းတို့ဆိုပြန်ပြီးတော့ခြေပတာမဟုတ် ခြေပတယ်ပဲပြောပြောအတိုက်ခံပဲပြောပြောဘလို့ပဲထင်ထင်ပေါ့ဒီလိုနိုင်ငံနဲ့ပတ်သက်တဲ့အရာမျိုးတွေကြရင်သူတို့ဘက်မှာရှိတဲ့အင်အားစုရှိလို့ကျွန်တော်ဘက်မှာလည်းအင်အားစုရှိတယ်အဲ့ဒီအင်အားစုချင်းပြိုင်နာလားဆိုတော့မဟုတ်ဘူးကြားထဲမှာနားထောင်နေတဲ့နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ဝေဝါးသွားမဲ့စိုက်ဝါးတွေကိုစနစ်တကျရိုက်ခဲ့တာဘာကြောင့်လဲဆိုရင်သူတို့ကဆရာသမားမအားလားသူကိုယ်တိုင်လည်းဘာလဲဆိုတာပြည်သက်ကြီးတီးပြီးသားပဲကိုကျင်တရားနဲ့ဇာတိတပြတ်လို့ ထောင်ချခံထားရတယ်မတိမ်မှုတွေပါကျွန်းလို့ဒီလိုမျိုးပြောရဲဆိုရင်လူပုဂ္ဂိုလ်ဆွဆွဲတယ်လို့ကျန်တာဒါပေမဲ့တကယ်လက်ရှိပဂရီအမှန်တရားမှာသူဒီဘာကြောင့်ဒီလိုမျိုးတွေဖြစ်နေလဲဆိုတဲ့အရာကမင်းရောက်သိတဲ့အတိုင်းပဲသူဘာတွေကတော့ပါဖာချောင်းနေမှာသူနားထောင်ကြည့်အောင်ချီရောက်ရေတူးတာမျိုးမလုတ်ချင်တယ်လို့အေးမလုတ်ပါဘူးကြားတယ်ကိုအသက်သွင်းတဲ့အလုံးမျိုးလဲမလုတ်ချင်ပါဘူးလောလောဆယ်တော့မမအားလာတော့မင်းကိုအတုံးချဖို့အတွက်ခွေးသေးကိုလောလောဆယ်အသက်သွင်းလိုက်တယ် เนาะဆက်ပြောဒါပေမဲ့လေဒီနေ့ဒီအချိန်ထိကျွန်တော်တို့မြန်မာနိုင်ငံမှာဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လာရင်ခုံးနေမနေနိုင်ဘူးဗျအမေစုဆိုတဲ့အတန်ကိုကြားလိုက်တာနဲ့သူတို့မှာကျွန်တော်ခဏခဏပြောနေတယ်တော့မြန်မာနိုင်ငံနဲမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့အချမ်းသာဆုံးနဲ့အပေါ်ဆုံးမှာမနာလိုစိတ်ဘာတွေမနာလိုဖြစ်လဲမနေ့ကလည်းကျွန်တော်ပြောခဲ့တယ်မပုတ္တုနဲ့ပတ်သက်ပြီးပြောခဲ့တယ်ဟာ အမေစုကိုပြည်စုကိုရင်စုပေးလို့ဆိုပြီးတော့မနာလို့အခုဒီနိုဘယ်စုကိုလာပြီးထိခိုက်ပြန်ပြီအထက်ဟောင်းလားတံမိုးဖြတ်မှုအလွဲတွေစံနှုတ်အမှားတွေရှိနေသေးတာကြောင့်ဒီစကားလေးတွေပြောပြတာပါဒီမေးခွန်းလေးတွေမေးပြတာပါစာမဖတ်တဲ့သူတွေနိုင်ငံရေးပါမဝတဲ့သူတွေကျွန်တော်ဒီကောက်ပေါ်ကြီးနဲ့စကားလေးကြားတဲ့နည်းဖြတ်ပြောချင်လို့ကျွန်တော်ငငယ်တုန်းက အဲအမေတို့ခက်ကပေါ့ဥကြောင်ဒိုးကြီးဆိုတာကတော့ပါရယ်နော်ဘီလေးကြာကူလီကန်းနေမှာရရတယ်ဒီချက်တိုးတက်လာတော့ကိုကိုဦးတို့နောက်ထပ်တယောက်ရှိသေးတယ်နိုင်လူတို့ဒါကရုပ်ရှင်ထဲမှာတရုတ်ဆောင်ရတာပန်းဦးကြွယ်တဲ့အခန်းတို့နော်မိုးချိုးပြင်ကောင်မလေးကိုဖျက်ဆီးတဲ့အခန်းတို့ဒီလိုမျိုးတွေလောက်ရတာကျွန်တော်ပြောပါမယ့်လူတူတယောက်ရဲ့ဥပဒိယုတ်တို့ပြောတာဆိုတာတို့ကခေတ်ကာလအပိုင်းခြားနဲ့စိုက်နေဆိုတာဒါပဲဗျာ ဘလောက်ပဲဥပဒေရုပ်ခံရပြီးတော့လူအထင်ကြီးတွေကရုပ်ပေါက်နေပါစေအတွင်းစိတ်တန်တန်မှာကိုကယုံညံ့နေတယ်ဆိုရင်အခုနိုင်ငံအုပ်ချုပ်နေတဲ့သူကယုံညံ့လားမယုံညံ့လားဒီလိုကောင်မျိုးတွေကိုဆွဲခေါ်ပြီးတော့သူပြောသလိုကြားတဲ့ကိုအသက်သွင်းတာပေါ့စကားပေါင်းကတော့ तू ကတော့မအားလားတော့ခွေးတွေကိုအသက်သွင်းပြီးတော့ယော့ဆိုပြီးနေရခလစ်ချပြီးပြောနေတဲ့အရာကိုတတိယကြီးသူတို့ရဲ့မျက်နှာပေါက်ပြောပုံဆိုပုံ မဟုတ်တာကိုအဟုတ်လို့ပြောမှငါတို့အခွင့်အရေးရမယ်ဆိုတော့လူဒန်းစားကအုတ်ချုပ်ထားတော့ဒီအရာကိုလည်းထက်ပြီးတော့ဖာကြနေတော့မယ်ထပ်နားထောင်ကြည့်မယ်ကြာနိုင်ငံရေးကိုမလေ့လာတဲ့သူတွေတာမန်ပြည်သူတွေအနေနဲ့ဒေါန်ဆန်းစုကြည်ကိုချစ်ခင်ယူသေးလေးစားထောက်ခံကြပါလေပုံမှန်တိုင်းတွေးမယ်ဆိုရင်တော့ကျွန်တော်တို့ပုံမှန်ပြည်သူတွေက ဒီစကားလေးတခွန်ကြားလိုက်တာ ਨੇ အသေးပေါက်တာပေါ့နိုင်ငံရေးနိုင်ငံရေးကိုမနှကန်းတလုံးမှမတတ်တဲ့လူတွေတောင်ဆန်းစုကြည်ကျလို့ဖြစ်တဲ့အရာကိုလေးစားတယ်ကြည်ညိုတယ်ပေါ့လေးစားကြည်ညိုခံထိုက်လို့ကိုးခွယ်ရလို့ဟိုးမှာဖျားတင်ရှိတယ်လေးစားကြည်ညိုခံထိုက်လျောက်အောင်အောင်သူ့ရဲ့နိုင်ငံအတွက်လှုပ်ဆောင်ချက်တွေရှိလို့ကဘာကနေအတိမတ်ပြုတ်ပြီးတော့노벨ဆုဆိုတာ ပေးထားတာပါရဲ့เนาะဆက်ပြောနံပါတ်1ချက်ကဘာကြောင့်လဲဆိုတော့ဘူကျော်ဆိုင်ရဲ့သမီးဖြစ်နေလို့ဩဘူကျော်ဆိုင်ရဲ့သမီးဖြစ်နေတဲ့အတွက်ဒေါအောင်ဆန်းစုကြည်ကိုချစ်ခင်လေးစားယုံကြည်ထောက်ခံတယ်ဒါလွဲနေပါလေလွဲနေတဲ့အကြောင်းကိုကျွန်တော်ဘူကျော်အောင်ဆန်းရဲ့သမီးဖြစ်နေလို့လေးစားချစ်ခင်ထောက်ခံတယ်ပြည်သူကြီးကဒါကိုမနာလို့ဖြစ်တာဘူကျော်အောင်ဆန်းဟာနိုင်ငံလွတ်လပ်ရေးရအောင် လို့လုတ်ခဲ့လဲတယ်လို့ဆိုတာကိုတိတိကြီးနဲ့ကိုကျွန်တော်တို့မြန်မာအခေယတင်ချာအခေယသုံးကိုလေးဖြစ်အောင်လိန်တဲ့လူဒန်းစားတွေအောက်မှာ နေခဲ့တဲ့အတွက်ဒီစကားမျိုးတွေပြောထပ်တာမဆန်းဘူးပြနောက်ထပ်ဗီဒီယိုဖိုင်လေးမှာ ပြောပြပါမယ်ဒီဗီဒီယိုဖိုင်လေးမှာပြောနေတာကဒုတိယအချက်အကြောင်းပြောနေတာပါဒုတိယအချက်ကဘာလဲဆိုတော့ဒေါအောင်ဆန်းစုကြည်ဟာငြိမ်းချမ်းရေးနိုဘယ်ဆုရှား ရပါတယ်ငြိမ်းချမ်းလူပဲစုပိုင်ရှင်ဖြစ်ပါတယ်ဒါကြောင့်မို့သူ့ကိုအထင်ကြီးတဲ့လူတွေသူ့ကိုလေးစားတဲ့လူတွေရှိပါတယ်အထင်ကြီးလေးစားခံရလောက်တဲ့တော့အောင်ဆန်းစုကြည်မှာမဟုတ်ဘူးဒီပုံကိုယ်တွေမြန်မာနိုင်ငံမှာအများကြီးပဲကဘာမှာလည်းအများကြီးပဲသူ့ရဲ့သူဖြတ်တန်းခဲ့တဲ့ရုပ်ရှင်အတိုင်းဝိုင်းမှာလည်းအများကြီးပဲဘာကြောင့် အများပြည်သူထောက်ခံတဲ့နိုင်ငံခေါင်းဆောင်ပဲဖြစ်နေပါစေအများပြည်သူယုံကြည်လေးစားအားကြတဲ့အမှုပညာရှင်ပဲဖြစ်နေပါစေအမှန်နဲ့အမှားကိုဘာကြောင့်ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသလဲဆိုတာလက်နှစ်ဖက်ခြေနှစ်ဖက်ပါရဲသားနဲ့အပြောအဆိုရုပ်အမူအရာခန္ဓာတွင်ပြင်ရောင်းစားမှထမင်းစားလို့ရတဲ့အမှုပညာအတိုင်းဝိုင်းမှာလာတယ်လို့ကျွန်တော်ထင်တယ်တကယ် စိတ်ရင်းစိတ်မှန်နဲ့ရိုးသားစိတ်ရှိတဲ့လူနိုင်ငံကိုချစ်တယ်ဆိုတာမပြောဘူးလူကိုလူလိုမြင်ပြီးတော့လူပိသားတဲ့တရုတ်ဆောင်အမှုပညာဂီတာအစီအုံးကလူတွေတော့ကျွန်တော်မစောပါဘူးဒီလိုပုံပုံမျိုးတွေကြတော့ဘယ်လိုဖြစ်လို့ဒီနေရာကိုရောက်လာတယ်လဲဆိုတော့62တဲကတဒေပြုတ်လာတဲ့နေရာစုံမှာရှိနေတဲ့အာနာရှင်ရဲ့လက်ပါစီလို့ပဲကျွန်တော်တို့သတ်မှတ်တယ်အဲ့တော့ကျွန်တော်မေးချင်တာကျွန်တော်ပြောပြချင်တာကဒေါအောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တယ်။ငြိမ်းချမ်းရေးနိုဘယ်ဆုပိုင်ရှင်ဖြစ်ခဲ့တယ်။အင်းအဲ့လိုမျိုးသူရခဲ့တဲ့အချိန်မှာငြိမ်းချမ်းရေးနိုဘယ်ဆုပိုင်ရှင်ဖြစ်ခဲ့တဲ့အချိန်မှာဗမာပြည်နဲ့ပတ်သက်ပြီးဗမာပြည်သူပြည်သားတွေမြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ငြိမ်းချမ်းရေးကို ဥတီစေသောဘလို့အပြုတ်မှုမျိုးဘယ်လိုအခြေအနေမျိုးတွေကို သူလှုပ်ပေးခဲ့တယ်လေသူလှုပ်ခဲ့တယ်လေဆိုတာဒေါ်စန်းစုကြည်ပေါ်ချစ်ခင်ယူတီလေးစားထောက်ခံတဲ့သူတွေအနေနဲ့လေ့လာကြည့်ပါသူ့ကိုငញ្ញញရေးကျွန်တော်သဘောကျလို့နိုဘယ်ဆုရှင်ဆိုတာကတိုက်ပြန်ပညာနဲ့ပဲဖြစ်ဖြစ်ဘာပညာမျိုးနဲ့ဖြစ်ဖြစ်ဥမာအမေဆုကြတော့နိုင်ငံအတွက်ဒီမိုကရေစီစနစ် ရရှိအောင်လုပ်တာကိုကဘာကအတိမတ်ပြူပြီးတော့နိုဘယ်ဆုပေးတာသူ့ရဲ့စွမ်းဆောင်ရည်သူဘာတွေလုပ်ခဲ့တယ်လဲဆိုတာကိုမင်းသိအောင်ငါရှင်းပြမယ်နိုင်ငံတနိုင်ငံဟာအာနာရှင်စနစ်ဆိုတဲ့စနစ်တစ်ခုကိုကျင့်သုံးပြီးတော့ပြည်သူအပေါ်မှာရုံမှာရက်ဆက်တဲ့အတွက်ငါပြည်သူငါနိုင်ငံသူနိုင်ငံသားတွေအတွက်ဒီနေရာမှာကဲမင်းပြောသလိုကွာဘိုဂျိုးအောင်ဆိုင်ရဲ့တမီးဆိုတဲ့နာမည်ကိုခံတယ် ငါဒီအမှန်တရားကိုမျက်နှိုးပါတယ်အမှန်တရားကိုလေးစားပါတယ်ဆိုပြီးငါနိုင်ငံသူနိုင်ငံသားတွေအတွက်ဒီအာနာရှင်စနစ်အောက်ကယုံထွက်လို့ရအောင်ငါဥဆောင်ဥရွက် လုပ်မယ်ဆိုပြီးတော့အမေနေမကောင်းလို့ပြန်လာတဲ့နောက်မှာမပြန်တော့ဘဲနဲ့သူ့ရဲ့ပိုင်ဆိုင်နေတဲ့ဥစ္စာပဲဖြစ်ဖြစ်တနာပဲဖြစ်ဖြစ်အခွင့်အရေးပဲဖြစ်ဖြစ်အကုန်လုံးစွန့်လွတ်ပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်သူပေးဆက်ခဲ့လို့နိုဘယ်ဆုပေးတာကွာ နည်းနည်းလေးလေ့လာเนาะဒါကို jealous ဆိုတဲ့မနာလိုစိတ်နဲ့ပြောမနေနဲ့တကယ်ကျွန်တော်အမြင်ပြောရရင်တော့ तू ဟာဒေါ်စန်းစုကြည်ကိုမနာလိုစိတ်နဲ့ပြောနေတယ်ဆိုတဲ့အရာတဲ့သူ့ရဲ့နောက်ကြောကဟဲ့လိုလဝါနဲ့ရိုက်နေတဲ့လက်မဲကြီးကြောင့်သူတို့ပြောနေရလို့ပဲကျွန်တော်သတ်မှတ်တယ်။ဘာကြောင့်လဲဆိုပြစ်ချက်များတဲ့လူတယောက်ကိုအမားအမှန်ခွဲခြားတဲ့နေရာမှာအမားဘက်ကလူတွေကများများလေး မှားနေအောင်အဲ့ဒီလူတွေကိုခေါ်ပြီးအတုံးချလိုက်တော့ရတယ်။ဒါဟာကျွန်တော်ခုနပြောတဲ့အာနာရှင်ရဲ့လက်ပါစီတုံးဟုတ်ကိုနေမျိုးစဉ်ပြောခဲ့တဲ့ဖတ်စက်ရဲ့လက်ပါစီတွေပဲ။ဒီလိုလူတန်းစားတွေဟာဒီလိုမျိုးပြောတော့အမေစုကိုစော်ကားတာပဲဖြစ်ဖြစ်ပြည်သူတရလုံးကိုစော်ကားတာပဲဖြစ်ဖြစ်သူကတော့အခုအမေစုကိုတိုက်တယ်ပြီးပြောနေတယ်ဆိုပေမဲ့ကျွန်တော်အမြင်ကတော့ပြည်သူကျွေးတဲ့ထမင်းကိုစားပြီးတော့ပြည်သူကိုစော်ကားတယ်ဆိုပေမဲ့ကျွန်တော်သတ်မှတ်တယ်။ဘာကြောင့်လဲဆိုရင်ရုပ်ရှင်တပင်အမှုပညာတဲ့ဆိုတာ ဝါသနာပါလို့ဆိုတဲ့အရာက95 90နောက်ပိုင်းမှာပဲကြံခဲ့တယ်ဗျအဲ့ဒီရှေ့မှာရှိခဲ့တဲ့အမှုပညာရှင်တပင်းပညာရှင်ဂီတာအစီယုံဆိုတာပေါ်ပင်ဖြစ်အောင်နာမည်ကြီးအောင်ထေပေါ်အောင်လှုပ်လိုက်ရင်တချင်းတစ်ပုတ်ပေါက်လိုက်ရင်နောက်ကနေလိုက်လာမယ်ငွေထုတ်ကြိုင်ပြီးလိုက်လာမယ်လူတွေဟာတကယ်အမှုပညာစစ်စစ်ကိုမျက်နှိုးတဲ့လူတွေမဟုတ်ဘူးဗျဘာကြောင့်လဲဆိုငွေကြီးနောက်ကိုလိုက်တဲ့လူတွေကြီးပဲဖြစ်တဲ့အတွက် သူတို့ကအတုံးချကန်လူဒန်းစားထဲမှာပါသွားတယ်။ဒါကြောင့်မို့လို့အပြစ်ပေါင်းများစွာမရိမှုတွေကျိုးလွန်တဲ့လူတတ်မှုတွေကျိုးလွန်တာတောင်မှဒီလိုအချိန်ခါမျိုးမှာပြောမှဆိုရင်တော့ဗျာသမင်းအဖြူစားပြီးတော့အောက်ကထွက်လာတဲ့မစင်တုံးလိုပဲထွက်လာတဲ့ထောင်ထဲကနေထွက်လာတဲ့လူဒန်းစားလိုပဲကျွန်တော်ကတတ်မှတ်တယ်။ပြောပေါက်ပြက်စားအောင်လား။ဘယ်သူပေးလိုက်တဲ့အချိန်မှာဒေါ်စုကြည်ဟာမြန်မာနိုင်ငံနဲ့ပတ်သက်လို့မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ပတ်သက်လို့ ငိမ့်ချမ်းစေရအကြောင်းငိမ့်ချမ်းစေဖို့အကြောင်းဘာတစ်ခုမှမလုပ်ပေးခဲ့ပါဘူးငိမ့်ချမ်းစေဖို့အကြောင်းဘာတစ်ခုမှမလုပ်ပေးခဲ့ဘူးတဲ့ရှိသရှိအာနာသိမ့်ပြီးနောက်ပိုင်းမှာပြန်လာတဲ့အချိန်မှာထောင်ချရတယ်နေအခြေကျုံးနဲ့ထားတယ်အဲ့ဒီအရာတွေကိုမြန်မာနိုင်ငံတွင်းမှာရှိတဲ့ပြည်သူပြည်သားတွေကငါတို့ရဲ့မျော်လင့်ချက်ကြီး လက်တဆုပ်စာဆိုတဲ့ပုံစံမျိုးတွေးပြီးတော့ရောက်ရှိလာဒီအရာကိုဝိုင်းပြီးတော့ဝင်းရံလိုက်ရင်ဒီမိုကရေစီစနစ်ဆိုတဲ့ငါတို့ရဲ့ကိုယ်ပိုင်တဦးတယောက်ချင်းစီရဲ့လူအခွင့်အရေးပါရမှာပါလားဆိုတဲ့ပြည်သူတွေကိုငြိမ်းအေးတဲ့စိတ်ကိုပေးလိုက်တဲ့အရာတစ်ခုလုတ်ခဲ့တာကိုမမကြည့်သေးသလား NLD အစိုးရပြောမယ်ကွာကိုပိုင်အနေနဲ့ပြောမယ်မင်းတို့တော့မှမင်းတို့ဘာဘာကို ဘဘကြီးဆိုပြီးတော့ဟိုကဖြစ်ကြတယ်ငါတို့အမေစုအုပ်ချုပ်ခဲ့တဲ့ငါးနှစ်တာကာလအပိုင်းခြားမှာပြည်သူတွေရဲ့စိတ်ချမ်းသာမှုနောက်ဆုံးများပြောပြမယ်မြန်မာနိုင်ငံတွင်းမှာလောက်ခလာစာထိုင်းနိုင်ငံလောက်မပြည့်မမီဘူးဆိုရင်တောင်မှအမေစုအုပ်ချုပ်တဲ့အချိန်ခါမျိုးမှာကျုပ်တို့ခမားတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေမြန်မာနိုင်ငံကိုပြန်ပြေးခဲ့တယ်အဲ့ဒီအတွက်ထိုင်းနိုင်ငံအတွင်းမှာစီးပွားရေးတောင်ထိခိုက်သွားတဲ့အနေအထားမျိုးတွေရှိတယ်ဒါပါလဲတော့ လူပုဂ္ဂိုလ်တဦးတယောက်ကိုယုံကြည်အားကိုးတာလေပါတယ်ဒီပုဂ္ဂိုလ်တယောက်ဒီအစိုးရတည်းရဲ့ဖြစ်လာတဲ့အတွက်နိုင်ငံကိုကောင်းစားအောင်လုပ်မယ်ဆိုတာကိုကြုံမြင်နေလို့အားပေးတာဒါကိုသူတို့ကမနာလို့ဖြစ်ရတယ်ဘောကဘာကြောင့်မနာလို့ဖြစ်လဲစက်တက်ကိုထောက်ခံလို့အာနာရှင်စနစ်ကိုထောက်ခံလို့ကျွန်တော်ကျွန်တော်ရင်ပြောရင်စစ်တပ်ကိုထောက်ခံတာမဟုတ်ဘူးဗျအာနာရှင်စနစ်ကိုဇွတ်မိတ်ပြီးထောက်ခံတဲ့လူတွေကတော့တလိုင်းသွားတယ် ာနာရှင်ဘက်ကိုထောက်ခံတယ်လို့လို့ကျွန်တော်တို့ပြည်သူအစိုးရဘက်ကိုထောက်ခံတယ်လို့လို့ ਨੇ ဒီလိုအခွင့်အရေးသမားအောက်တန်းစားတွေကြတော့ဒီလိုမျိုးတွေပြောထွက်ရတယ်ဒီလိုမျိုးတွေပြောထွက်တဲ့အရာကပြည်သူတွေသိနေတဲ့နာမည်ကြီးတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ဒီလိုစကားမျိုးတွေကပြောမယ်ဗျာမြန်မာနိုင်ငံနိုင်ငံသားတွေရဲ့အတိညာဉ်ဘုဟုတ္တရာကျွန်တော်ပါအပေါင်းမှာစင်စားတွေးခေါ်နိုင်မှုမှာအရင်နေတယ်နာမည်ကြီးထင်ပေါ်တဲ့လူပြောလိုက်ရင်တကယ်ကြီးလားဆိုပြီးတော့ထင်သွားကြတယ်တကယ်တော့ ျွန်တော်တို့ကခမရတို့ဒီကောင်ပါဖျက်ဆီးခဲ့ခံခဲ့ရတာအာနာရှင်စနစ်ဆိုးဆိုတာကိုဇွတ်မိတ်ပြီးတော့ဖာကြနေတဲ့လူဒန်းစားတွေအဲ့ဒီချိန်တော့သူလှုပ်ခဲ့တာဆိုလို့အမိတ်အာနာဟုသမ ्या တောင်ဝင်ရဖြည်စံရဆိုတဲ့စောင်းဘုတ်ကို လက်ကင်ထားပြီးတော့သူ့ဘုံမှာချစ်ခင်ယုံကြည်လေးစားထောက်ခံတဲ့သူတွေကိုမြှောက်ပေးခဲ့ပါတယ်နောက်တစ်ချက်အနေနဲ့ မြန်မာပြည်မှာလာပြီးတော့ရင်းနှီးမြှုပ်နှံနေတဲ့နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေနိုင်ငံခြားကုမ္ပဏီတွေကိုဟွန်းသူပြောခဲ့ပါတယ်။ဘာလဲဆိုတော့ဆန့်ကျင်လုပ်ပေးကြပါ။ဟာမြန်မာပြည်မှာလာရောက်ရင်းနှီးမြှုပ်နှံနေတဲ့လုပ်ငန်းတွေအားလုံးပိတ်သိမ်းပြီးတော့ကိုတိုင်းပြည်ကိုပြန်သွားကြပါဆိုတဲ့စကားဘာလို့ပိတ်သိမ်းရတယ်လဲတော့အမေစုတက်ထက်မှာနော်နိုင်ငံခြားကရင်းနှီးမြှုပ်နှံမှုတွေအားလုံးဆန့်ကျင်လုပ်ပေးကြပါ ိတ်သိမ်းပြီးတော့ကိုယ်နိုင်ငံကိုပြန်ကြပါသလားဘာကြောင့်ပြောတယ်လဲဆိုတာကိုမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကုမ္ပဏီတွေတရာမှာ60ရာခိုင်နှုန်းဟာအာနာရှင်ရဲ့လက်အောက်ကနေသွားတဲ့ကုမ္ပဏီတွေဒါကြောင့်မလို့ခရိုဒီနဲ့ပေါင်းပြီးလှုပ်ရှားတဲ့ကုမ္ပဏီတွေဒါကြောင့်မလို့ဒီကနေရရှိတဲ့အခွန်ဘဏ္ဍာငွေဟာနိုင်ငံတော်ဘဏ္ဍာငွေအဖြစ်လည်းမရောက်ဖဲနဲ့အာနာရှင်လူတစုရဲ့အိတ်သေးကိုလည်းရောက်သွားတယ် အာနာရှင်နဲ့လဝါချင်းရိုက်ပြီးပေါင်းထားတဲ့မြန်မာပြည်ကခရိုနီနိုင်ငံသားမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအတွက်အခွန်ဟာပြည်သူဗန္နာငွေအဖြစ်စီးဆင်းလာခြင်းမရှိတော့ဘူးမသိလေရောသလားဒါကိုကြုံမြင်နေတဲ့အမေစုကမတမာနဲ့နီးနဲ့အခွန်အခတွေနည်းနည်းလေးပေးရတဲ့နိုင်ငံသားကဒီဘက်ကစစ်တပ်အာဏာရှင်နဲ့ပေါင်းထားတဲ့ကုမ္ပဏီတွေကမြန်မာနိုင်ငံမှာလာပြီးအလုပ်လုပ်တယ်မြန်မာနိုင်ငံမှာလာပြီးတော့ ရရှိတဲ့ထပ်ပြောမယ်အခွန်ငွေဘန္နာငွေဒီပြည်သူဘန္နာငွေဖြစ်မပြောင်းမင်းနဲ့အာနာရှင်ရဲ့အိတ်ထဲခရိုဒီဒီရဲ့အိတ်ထဲဂုတ်သွေးစုပ်ရောက်ရှိနေတဲ့အတွက်ဆန်ရှင်လောက်ခိုင်းတာလေလာမင်းကိုယ်တိုင်လေလာဖို့လိုတယ်မသိတာမဟုတ်ဘူးတိတိကြီးနဲ့ကိုငငယ်တုန်းကတော့ဒီလောက်တောင်မသိရလားမသိအောင်ဟဲ့မသိအောင်ဟဲ့ဆိုပြီးထရရမယ်အကွယ်မှုတက်မှာဒီကောင်လေးပါလေဟာဟောသူပြောခဲ့ပါတယ်အဲ့ဒီတော့ဒေါအောင်ဆန်းစုကြည်အပေါ်မှာ ချစ်ခေယိုသေးလေးစားထောက်ခံနေကြတဲ့သူတွေအနေနဲ့ဒေါံဆန်းစုကြည်ရဲ့အကြောင်းကိုဘလောက်သိတယ်လဲကိုကုတ်ကိုပြန်မေးကြည့်ပါอืมလူတယောက်ကိုချစ်တယ်ဆိုရင်ပဲဖြစ်ဖြစ်မုန်းတယ်ဆိုရင်ပဲဖြစ်ဖြစ်အဲ့ဒီလူတယောက်ရဲ့အကြောင်းကိုခါခါနာနာတိတ်တိတ်ချာချာကွယ်ကွယ်ပြပြရေရရသိဖို့လိုအပ်ပါတယ်ကိုအိမ်နီးချင်းတယောက်ကိုချစ်တာ ိစ္စမရှိပါဘူးကိုယ်အိမ်နေချင်းတယောက်ကိုယုံကြည်မိတာကိစ္စမရှိပါဘူးသို့သော်ညာလေတိုင်းပြည်ရဲ့အနာဂတ်ကိုပုံဖော်ထုစစ်ကြမယ်နိုင်ငံခေါင်းဆောင်တွေအနာဂတ်ခေါင်းဆောင်တွေအပေါ်မှာနားလည်မှုလွဲပြီးစံနှုန်းတွေလွဲပြီးသိမှုတွေလွဲပြီးယုံကြည်ထောက်ခံကြမယ်ဆိုရင်တော့တိုင်းပြည်အတွက်ကိုလူမျိုးအတွက်ကိုလူငယ်တွေအတွက်ကိုအင်မတန်မှ အန္တရာယ်များပါတယ်ဒီလိုဗျာနေကုန်းချုပ်ပြီးပြောရမယ်ဆိုရင်ဒေါ်စန်းချုပ်ချီဟာငင်းငိမ့်လို့ပဲစုရခဲ့တယ်โอเคအဲ့တော့အထင်ကြီးလေးစားကြတယ်โอเคသို့သောအဲ့ဒီစုရအောင်ဒေါ်စန်းချုပ်ချီနိုဘယ်စုရလို့အထင်ကြီးလေးစားကြတယ်โอเคโอเคသူ့ညလုံးကြည့်သူကိုယ်တိုင်လေးစားခဲ့ရတာသူ့အဖေတွေအမေတွေဆိုရင်ဘိုးကျောင်းဆန်းလေးစားခဲ့ရတာဒေါ်အောင်ဆန်းစုကြည်ကိုလည်းလေးစားခဲ့ရတာ ဒီလိုလေးစားခဲ့တဲ့အရာကိုခုနကကျွန်တော်ပြောသလိုမြန်မာတင်ချာအခရာ၃ကို၄ဖြစ်အောင်လုပ်နေတဲ့ကောင်တွေဒီအရာမှာကျွန်တော်ခုနကသူ့ရဲ့ comment တွေကိုတော့ဝင်ကြည့်မိတယ်လေးစားပါလေကိုမင်းရုပ်ဆိုမြန်မာစာရေးတာနော်ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေလေးစားပါလေအမှန်တရားရေးပြောတော့ကျွန်တော်ထပ်ပြီးတော့အဲသူတို့အကောင့်တွေထပ်ဝင်ကြည့်တဲ့ခါကျတော့ဘောမာတွေကြီးပဲအဲဘောမာဆိုလို့ရိုင်းသလားဆိုတော့မှားနေမှန်တိတိကြီးနဲ့ ထောက်ခံနေတာ तू က तू ပြောနေတဲ့မျိုးစိုးပြောနေတဲ့စကားမှာတော့အမေစုကိုထောက်ခံလို့ तू မှာယူကျုံးမရပဲနဲ့အပူလုံးတွေကြွနေတာကျွန်တော်အမြင်ပြောရရင်ခွေးတေကိုသွားအသက်သွင်းတဲ့အတွက်ထမင်းအဖြူစားပြီးတော့နောက်ကထွက်တဲ့မစင်ကောင်လိုပဲဒီကောင်ကကချုပ်လိုက်ကြတယ်အော်အဲ့ဒီစုနဲ့ Titan အောင်ဒေါ်စုကြည်ဘာတွေလုတ်ခဲ့တလဲအဲ့ဒီစုနဲ့ လိုက်လျောညီတွေဖြစ်စေမဲ့အပြုမူမျိုးအဲ့ဒီစုကိုပေးရလောက်တဲ့အခြေအနေမျိုးတွေဒေါ်စုကြည်လုတ်ခဲ့ပါသလားဆိုတာကိုဒေါ်စန်းစုကြည်ပေါ်မှာဒေါ်စန်းစုကြည်ရဲ့နိုဘယ်ဆုနဲ့ထိုက်တန်လောက်အောင်နိုင်ငံအတွက်လုတ်ခဲ့သလားနိုင်ငံအတွက်လုတ်ခဲ့သလားမလုတ်ခဲ့သလားတော့မသိဘူးသူကြတဲ့အမှုကနိုင်ငံတော်ပုံကန်တဲ့အမှုမဟုတ်ဘူး နိုင်ငံသူနိုင်ငံသားတွေကို ကျွန်ဆက်သွင်းတဲ့အမှုကိစ္စမဟုတ်ဘူးမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကိုယ်နိုင်ငံသားအချင်းချင်းကအာဏာရှင်ဆန်ဆန်အုပ်ချုပ်ပြီးပြည်သူအပေါ်မှာရုပ်မာရက်ဆက်ကောက်ကျစ်နေလို့ဒီအရာကိုဒီမိုကရေစီနဲ့ပြန်ပြီးတော့တွန်းလှန်လို့ကဘာကအတိမတ်ပြုနိုဘယ်ဆုပေးတာမင်းကြတဲ့အမှုကဘာမှုလဲငါမေးရင်လေ လူတတ်တဲ့မရိမှုကျူးလွန်တဲ့ဒီအမှုကိုကျူးလွန်ပြီးမှအဆက်မရှိဒီလိုမျိုးအပြင်ထွက်လာပြီးပြောရဲတယ်ငါတို့အမေဂုံရှိစွာနဲ့ထောင်ထဲမှာ နေနေရတာမင်းတို့အပြင်ထမင်းပြူစားပြီးထွက်လာတဲ့ချီတော်တော်မင်းကတန်ရင်မရှိတဲ့ကောင်နော်ကျွန်တော်အခုဒီနေ့ပြောတဲ့အထက်မှာအတ္တတွေပိုင်ပါမယ်ပါတယ်အတ္တအဲ့ဒီအတ္တဒီဒီလိုတရိစ္ဆာန်ကောင်မဟုတ်ဘူးကျွန်တော်ရဲ့အတ္တဟာမြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့အမှားအမှန်ကိုဝေဖန်ပိုင်းခြား တိနေတယ်ဆိုရင်တော့မှလေးနဲ့ဆိုတဲ့အချိန်ကာလကြော်လာတဲ့အတွက်အောင်ပါမလားအောင်ပါမလားအောင်ကိုအောင်တယ်မအောင်ဘူးဆိုတာတော့မရှိဘူးအောင်တယ်အချိန်ကာလအပိုင်းခြားအဖြစ်ကြာရင်ကြာမယ်အဲ့ဒါကကျွန်တော်တို့ထပ်ပြီးပြောမယ်ဥဆောင်ဥရွက်လုံနေတဲ့ခေါင်းဆောင်တွေနဲ့ဆိုင်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီလိုမျိုးပြောတဲ့ရည်ရွယ်ချက်ကတော့ပုပ်ကိုရေးရလိုက်ပြီးတိုက်ခိုက်တဲ့အခါကျရင်ဥပမာဗျာ မှန်ကန်နေပါတယ်ဆိုတဲ့လူတွေတောင်မှတခါတလေကြိုက်ရင်အမားတရားလုံနေတာရှိတယ်ဒီလိုမျိုးတွေဖယ်သွားမဲ့စကားမျိုးတွေကိုပြန်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကလည်းခင်ဗျားတို့ကြိုက်တယ်လို့တတ်မှတ်လော်ဘီပဲတတ်မှတ်တတ်မှတ်ဘလို့ပုံစံမျိုးတွေပဲတတ်မှတ်တတ်မှတ်ကက်ကက်လန်အောင်ရန်တွေးထပ်ပါတယ်ကက်ကက်လန်အောင်ပြောတတ်ပါတယ်ကက်ကက်လန်အောင်ဆဲတတ်ပါတယ်ဒါကျွန်တော်တို့အာနာရှင်စနစ်ကြာရှုံးဖို့အတွက်တိုက်နိုင်နေဘက်ကလုံနေတဲ့အမှုအရာတွေပဲအားလုံးနှစ်သက်ကျင်းကြံမထင်ဘူးအားလုံးကောင်းသောနေ့ပါဗျာနော်